နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အီရန်နဲ့အစ္စရေးအကြားနှစ်ဖက်စစ်စင်ရေးတိုက်ခိုက်မှုတွေဟာပြင်းထန်လာတဲ့အနေအထားကိုရောက်ရှိလာနေပြီဖြစ်ပါတယ်။အစ္စရေးနိုင်ငံတယ်လီဗီမြို့နဲ့ဂျီယူစလင်ဟာအီရန်ရဲ့ပေထိန်တုံးတွေနဲ့လက်တုံပြန်တိုက်ခိုက်တာကို မနေ့ကရင်ဆိုင်ခဲ့ရပါတယ်။ဂျွန်လ73ရက်နေ့မနက်အစောပိုင်းမှာအစ္စရေးကအီရန်နျူကလ িয়ার နေရာတွေတုံးကြည့်နေရာတွေနဲ့ စီးရီးပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပြီး18နာရီအကြာမှာအီရန်တို့ကအစ္စရေးကိုပေထိန်ဒုံးကျည်တရာလောက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ကပြစ်လို့လိုက်တဲ့ဒုံးကျည်တွေကိုအမေရိကန်လေးချောင်းရံကာကွယ်စနစ်တွေနဲ့ရေတက်ဖြတ်တင်မော်တစင်းကကူညီပစ်ချပေးခဲ့ရတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။အစ္စရေးနိုင်ငံဂျေယုဆလင်မှာပောက်ကွဲတံတွေကြားနေရသလို တယ်အဗီမြို့ကောင်းကင်ရံမှာလေပောက်ကွေးတံတွေအလင်းတန်းတွေနဲ့မိโกမေးတွေတက်လာနေရကိုလူမှုကွန်ရက်တွေနိုင်ငံတကာသတင်းတွေမှာ တွေ့မြင်နေရပါတယ်။အီရန်တို့ရဲ့အခုလိုလက်တုံးပြန်တိုက်ခိုက်မှုမှာအစ္စရေးဘက်မှာ လူ40ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရတယ်လို့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့်လူ88ယောက်သေဆုံးသွားခဲ့ပြီးအဲ့ဒီအထက်မှာအီရန်စစ်တပ်အရာရှိ3ယောက်နဲ့ နျူကလ িয়ার ပညာရှင်6ယောက်လေးပါဝင်နေလို့သိရပါရရှင်။